တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ19ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းငလင်ကြောင့်ပြိုကျပျက်စီးနေတဲ့မြေပြည်တော်ကိုမင်းအွန်လိုင်းကအကွက်ချပြီးမြို့သစ်ပြန်တင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းငလင်ကြောင့်ပြိုကျပျက်စီးနေတဲ့နေပြည်တော်ကိုမင်းအောင်လှိုင်ကအကွက်ချပြီးမြို့တစ်ပြန်တယ်မှာဖြစ်ကြောင်းယမန်နေ့အစ်စ်ကောင်စီအစည်းအဝေးမှာထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။အကြံဖတ်မင်းအောင်လှိုင်ကနေပြည်တော်ရဲ့မြို့အကွက်ချမှုပုံစံပြန်လည်တွက်ချက်ရေးဆွဲသွားရန်စီစဉ်နေကြောင်းငလင်မကြခဏလှုပ်ခက်လျက်ရှိတဲ့နိုင်ငံများမှာအဆောက်အအုံများတိစောက်ထားမှုများကိုနမူနာယူပြီးတိစောက်မှုများဆောင်ရွက်သွားရန်လိုအကြောင်းအစည်းအဝေးမှာဆိုပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်အစိုးရဌာနများနဲ့ပတ်သက်ပြီးနေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့အဆောက်အုံများအနက်ဖို့မြေပေါ်မှာတိစောက်ထားတဲ့အဆောက်အုံများမှာပုံမှုထိခိုက်ပျက်စီးတာကိုတွေ့ရကြောင်းဒါကြောင့်ရုံးအဆောက်အုံများပြန်လည်တိစောက်ရမှာမြေဆန်းတက်မှုများဆောင်ရွက်ပြီးမှသာအစ်စ်တိစောက်ခြင်းနဲ့ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားရမှာဖြစ်ကြောင်းတွက်ချက်၍ရတဲ့ငလေကျောပေါ်မှာတိရှိနေတဲ့အဆောက်အုံများကိုပြောင်းရွှေ့နေရချထားရေးအတွက်ဆောင်ရွက်သွားရန်လိုအကြောင်းမင်းအောင်လှိုင်ကဆိုပါတယ် နေပြည်တော်ဝန်ထမ်းအရာများကိုပြန်လည်တိဆောက်ရမှာငလင်ပြင်းအားရစ်စတာစကစ်ရှစ်အထိခံနိုင်တဲ့အဆောက်အုံများဖြစ်အောင်ဆောင်ရွက်သွားရမယ်လို့မင်းအောင်လိုင်ကဆက်လက်ပြောဆိုထားပါတယ်။လက်တလော6လအတွင်းပြန်လည်တိဆောက်မဲ့ဝန်ကြီးဌာနရုံးတချို့ကိုရန်ကုန်မြို့ကိုယာယီပြောင်းရွှေ့နေပြီးပြောင်းရွှေ့နေတဲ့ရုံးများမှာနိုင်ငံခြားရေးလူဝင်မှုကြီးကြပ်ရေးအလို့သမားရေးအပါအဝင်ရုံးတချို့ပါဝင်ကြောင်းနန်းစီဒီယံဝန်ထမ်းများထံမှသိရှိရပါတယ်။ အာနာရှင်ဟောင်းတန်းရွှေလက်ထက်ကနေပြည်တော်ကို2005ခုနှစ်နိုဝင်ဘာ6ရက်နေ့မှာပြောင်းရွှေ့ခဲ့ပြီး2006ခုနှစ်မတ်လ29ရက်နေ့မှာနေပြည်တော်ဆိုတဲ့အမည်နဲ့တရားဝင်မြို့တော်အသစ်ဖြစ်ကြီးညာတတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဆွေတော်ကုန်းစကန်သိတိုက်ပွဲမှာထွက်ပြေးတဲ့ခမာယာ118တိုက်ရင်မှုသိမ်းဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်မြဝတီမြို့နယ်၄ကီကောမြို့သိမ်းတိုက်ပွဲနဲ့ဆွေတော်ကုန်းအမြောက်တက်စကန်သိမ်းတိုက်ပွဲအတွင်းမှာထွက်ပြေးသွားတဲ့အမတ်118ချေမြန်တရင်ခမရ118တရင်မူဒုဗိုလ်မူကြီးယနေ့ဧပြီလ18ရက်နေ့မှာတိတ်ဆုံသွားပြီဖြစ်ကြောင်းလူမှုຫນွေဦးရဲ့စစ်ရေးတရင်အရင်မြစ်ကပြောဆိုပါရတယ်။ CPCB ယောဂာနဲ့ဆုံသွားတယ်လို့အဆိုပါစစ်ရေးတရင်အရင်မြစ်ကပြောဆိုပါရတယ်။ခမရ118တရင်မူဒုဗိုလ်မူကြီးဟာ၄ကီကောမြို့သိမ်းတိုက်ပွဲအတွင်းမှာအနည်းရှိမြဝတီမြို့တောင်ဘက်ကဆွေတော်ကုန်းအမြောက်တက်စကန်ကိုထွက်ပြေးသွားခြင်းဖြစ်ပါတယ်။ တိတ်ဆုံးသွားတဲ့ခမာယတတိရှိတယင်းမှုရဲ့အမိကိုလူလူຫນွေဦးကစုံစမ်းနေစေဖြစ်ပါတယ်။အဆိုပါဆွေတော်ကုန်းအမြောက်တက်စကန်ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL Cobra စစ်ကြောင်း PDF ပူးပေါင်းတပ်များက2024ခုနှစ်အော်တိုဘာလ18ရက်နေ့ကတိမ့်ပိုက်စင်မှာမြောက်ရီမျိုးဆောင်တက်ဖြစ်တဲ့ခလာယ295တယင်းမှထပ်မံထွက်ပြေးတဲ့ခမာယတတိရှိတယင်းမှုဖြစ်ပါတယ်။ခလာယာ2.5တက်ရင်မှာရှိနေစဉ်ကျမ်းမာရေးမကောင်းတဲ့အတွက်ရန်ကုန်စေယုံကြီးကိုပို့ဆောင်ရမှာဧပြီလ17ရက်နေ့မှာတည်ဆုံးခဲ့ခြင်းဖြစ်တယ်လို့စီရီသတင်းအရင်းမြစ်ကပြောဆိုပါရတယ် တထုံချီစိုက်ဖြစ်တဲ့ကမာယာတတရှိတက်ရင်ဟာမွန်ပြည်နယ်ကြိုက်တူမြို့မှာအခြေစိုက်တဲ့အမတ်လေးလေးချင်းမြန်တက်မှဌာနချုပ်လက်အောက်ခံတက်ရင်ဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တပိတ်ချင်းမြို့နယ်လိတ်ကျရွာကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကလေးငယ်များအပါအဝင်ပြည်သူ73ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လိတ်ကျရွာကိုအကြံဖတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ73ဦးသေဆုံးသွားခဲ့ရကြောင်းဒေသပြည်သူများကပြောဆိုပါရတယ်။ ယနေ့ဧပြီလ18ရက်နေ့နနက်ပိုင်းမှာအကြံဖတ်စစ်တပ်ကတပိတ်ချင်းမြို့နယ်လက်ကျရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူ73ဦးကျော်သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း။ဒါပြင်နေအိမ်များမှာလည်းထိခိုက်ပျက်စီးမှုများပြားကြောင်းသိရှိရပါတယ်။လက်ကျရွာကိုဒီနေ့စစ်တပ်ကလေရင်နဲ့ဘုံကျဲသွားတာပြည်သူ73ဦးသေဆုံးတယ်လို့ကနဦးသိရပါတယ်။ ိတ်ဆုံးတဲ့အထဲမှာကလေးငယ်တွေလည်းပါဝင်ပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့သိရတယ်လို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကမာရွတ်မြို့မှာရဲစခန်းကိုလက်ပစ်ဗုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်မှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့ကမာရွတ်မြို့နယ်မြို့မှာရဲစခန်းကိုလက်ပစ်ဗုံးနှလုံးပစ်သွင်းတိုက်ခိုက်ခဲ့ရမှာအကြံဖတ်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်း Operation Flame OF မှတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ ဧပြီလ16ရက်နေ့ည9:58မိနစ်ခန့်မှာကမာယွမြို့နယ်မြို့မှာရဲစခန်းကိုတော်လန်ရေးရဲဘော်များကလက်ပစ်ဗုံးနှလုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပေမဲ့မြေပြင်အခြေအနေအသေးစိတ်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ကမာယွရဲစခန်းရဲခွေးကင်းကိုလက်ပစ်ဗုံးနှလုံးပစ်သွင်းပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။စစ်ခွေးတွေထိခိုက်မှုရှိနိုင်ပါတယ်လို့ Operation Flame OF မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Operation Flame OF နဲ့မဟာမိတ်ရန်ကုန် UG People Army YUPA တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အောင်ပွဲနဲ့ပြန်လာတဲ့ ABSDF ရဲဘော်များနဲ့မဟာမိတ်ရဲဘော်များကိုပြည်သူများကအောင်တပြေနဲ့ကြိုဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF KKG မှ major operation အဖြစ်ဦးဆောင်ပြုလုပ်တဲ့ကလီကန်ကောလမ်းပိုက်မှာရှိတဲ့စစ်စင်ရေးများမှာ အောင်ပွဲများနဲ့ပြန်လာခဲ့ကြတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တဦး ABSDF ရဲဘော်များနဲ့မဟာမိတ်ရဲဘော်များကိုပြည်သူများကအောင်တပြေနဲ့ကြိုဆိုခဲ့ကြကြောင်းသိရှိရပါတယ်။အဆိုပါစစ်စင်ရေးဟာနှစ်လဝန်းကျင်ကြာမြင့်ခဲ့ပြီးကလေးမျိုးနဲ့တောင်ပိုင်းမှာရှိတဲ့ကမ်းပါနီစစ်ကန်နဲ့ကြံသာရွာစစ်ကန်များအပါအဝင်စစ်ကန်၅ခုကိုတင်ပိုက်ခဲ့ပြီးအဲ့ဒီစစ်စင်ရေးကိုချင်းမျိုးသားတက်မတော် CNN မှကုတ်ကဲခဲ့ပြီး ABSDF နဲ့မဟာမိတ်ပူးပေါင်းတပ်များကပူးပေါင်းပါဝင်ခဲ့ကြကြောင်း ABSDF Column 3ထံမှသိရှိရပါတယ်။ အဲ့ဒီစစ်စင်ရေးမှာ ABSDF မှာတက်ဆွမှုတဦးနဲ့ဒုတက်စိတ်မှုတဦးတို့ကြာဆုံးခဲ့ရပြီးရဲဘော်6ဦးဒဏ်ရာရရှိခဲ့ကြောင်း ABSDF column 3ကထုတ်ပြန်ထားပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပဒန်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကြားပြတ်တိုက်ခိုက်ခံရပြီးတေဆုံးမှုများတဲ့အတွက်အလောင်းများကိုညရင်းချင်းမြေမြုပ်သွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းငဖဲမြို့နယ်ပဒန်းတက်နယ်မှမလွန်တက်နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုအာရခတပ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။မလွန်တက်နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့စစ်ရင်တန်း၄စီးကိုယခု April 1တတရအပတ်အတွင်းကအောက်ကိုင်းရွာနဲ့ချင်းကုန်းကြားရွာမှာကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အခါမှာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုများပြားပြီးသေဆုံးအလောင်းတွေကိုကန်ထုတ်ကိတ်မှမြေမြုပ်တကြွသွားကြောင်းစစ်ရေးတရင်အရင်မြစ်ထံမှသိရှိရပါတယ်။ ပြူစောထင်းနဲ့ပြည်သူစစ်အများဆုံးတေကြတယ်လို့သိထားပါတယ်။ညာရင်းချင်းမြေမြုပ်သွားကြတယ်လို့ပြောပါတယ်လို့သတင်းအရင်းမြစ်တူကပြောပါတယ်။စစ်ကောင်စီကအပြစ်ရထုတ်ပြန်ထားတဲ့ကာလအတွင်းနေရီကန်ဗျူဟာအနိကြေးရွာများမှာစစ်ကြောင်းထိုးနေပြီးပြီးခဲ့တဲ့ဧရလ၁၀ရက်နေ့ကကြောက်စုံရွာအတွင်းစစ်ကြောင်းထိုးပြီးရွာသားတချို့ကိုဖမ်းဆီးခဲ့ကြောင်းဒေသခံများထံမှသိရှိရပါတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့ဧပြီလ6ရက်နေ့မှာစပြီးနယ်ရီကန်ဘျူဟာကိုတံပြားကရင်များနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအင်အားဖြည့်ပို့ဆောင်လျက်ရှိပါတယ်။ စစ်ကောင်စီကအပြစ်ကရက်စဲကြောင်ထုတ်ပြန်ပြီးနောက်အေအေနဲ့ထိတွေ့မှုရှိတဲ့ရခိုင်မကွေးအဆက်ရခိုင်ပဲခူးအဆက်ရခိုင်အေယာဝတီအဆက်များကိုစစ်ကြောင်ထိုးခြင်းအင်အားဖြည့်တင်းခြင်းများပြုလုပ်နေကြောင်သိရှိရပါတယ်။အဲဒီနောက်ခေါင်းဆောင်နှုတ်စလုံးအာဟုဆိုနေပါလားဆိုတဲ့ဆောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီက၎င်းတို့ခေါင်းဆောင်ကြီးကိုနောက်ဆုံးမှအတိအမှတ်ပြုဆက်ဆံနေရပြလာရပြီဖြစ်ပါတယ် ်အာဆီယံဥက္ကဋ္ဌနဲ့တွေ့ဆုံရပြီးကန်စာတာတက်လာလီဟန်နဲ့ပြည်တွင်းမှာအကြီးအကျယ်ဝါဒဖြန့်ရံကြံ့ရွယ်ထားပေမဲ့လည်းမော်ဆေယာကြီးအန်နဝါကမြို့သားညီညွတ်ရေးအစိုးရအဖွဲ့ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ပါမင်းအွန်လိုင်းလေးရင်ပေါ်မှာတက်မိမှာပင်ဆွေးနွေးခဲ့တဲ့အတွက်တဲတဲ့ရည်သွန်ဖြစ်ခဲ့ရပါတယ်အာဆီယံဟာ NUG နဲ့ယခင်ကအချိန်ချင်းထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်ပေမဲ့အန်နဝါကမင်းအွန်လိုင်းကဲ့သို့ပင်ယခုအခါတန်းတူဆက်ဆံခဲ့သည်ဆိုတာကိုပထမဆုံးချိန်လူသိရှင်ကြားဖော်ထုတ်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ် အလားတူပဲအာဆီယံဥက္ကဋ္ဌတဦးအနေနဲ့မင်းအွန်လိုင်းနဲ့ပထမဆုံးအချိန်တွေ့ဆုံခဲ့ခြင်းလည်းဖြစ်တယ်လို့အန်နဝါကအသိပေးခဲ့ခြင်းဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်ရဲ့သတင်းစာရှင်းလင်းပွဲမှာခေါင်းဆောင်နှုတ်စလုံးဆိုတဲ့စကားကိုချိန်ဖန်များစွာတုံးဆွဲပြောဆိုသွားခဲ့တဲ့အတွက်တကယ်တမ်းစမ်းထလာတာက NUG သာဖြစ်ပြီးကြောက်ကြကင်ကြုံရသည်ကမင်းအွန်လိုင်းပင်ဖြစ်ပေတော့တယ်။ မင်းအွန်လိုင်းနဲ့ဆွေးနွေးရမှာပွင့်လင်းပြီးအပြုသဘောဆောင်ကြောင်းဖော်ပြခဲ့ပြီးမြင်းကလင်တန်တဲ့မြန်မာပြည်သူများအတွက်အရေးပေါ်အကူအညီများနဲ့စစ်မြေပြင်တုံဆေးရုံတစ်ခုအလင်းအမြန်နေရာချထားပေးရေးအပအဝင်နိုင်ငံတွင်းအခြေအနေများအမြန်ဆုံးပြန်လည်ရောက်ရှိရေးလို့ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီနဲ့ NUG နှစ်ပွဲစလုံးမှာခေါင်းဆောင်များကအပြည့်ခက်ရက်စဲထားမှုကိုတက်တန်းတိုးရန်သဘောတူညီခဲ့ကြပြီးအထူးသဖြင့်မင်းအွန်လိုင်းထံမှအခိုင်အမာကတိကဝတ်ကိုရရှိခဲ့တဲ့အတွက်ကျေးဇူးတင်တယ်လို့လည်းဆိုပါတယ်။ ်မင်းအွန်လိုင်းကလည်း၎င်းအခိုင်အမာပေးခဲ့တဲ့အပြစ်ရဲ့ရေးဆိုတဲ့ဂရီကိုစောင့်ထိန်ပါရန်တိုက်တွန်းကြောင်းဆွေနွေးပွဲအပြစ်ပြုတ်လို့တဲ့တရင်စာရှင်းလင်းပွဲမှာမမေ့မလျော့ထည့်သွင်းပြောဆိုသွားခဲ့ပြန်ပါတယ်။လက်ရှိမင်းအွန်လိုင်းနဲ့တွေ့ဆုံခဲ့မှုဟာအာဆီယံရဲ့အချက်၅ချက်မှသွေဖယ်သွားခြင်းမဟုတ်ဘဲလူသားချင်းစာနာထောက်ထားရမယ့်အကြောင်းဖြစ်လာတဲ့အတွက်သာဆွေးနွေးခဲ့ရခြင်းဖြစ်တယ်လို့အရင်မျှော်လင့်ချက်ထားမလာတဲ့သဘောမျိုးတတိပေးထားပြီးဖြစ်ပါတယ်။ အနဝါရဲ့အာဆီယံရေးရာအကြံပေးတာဆင်ပါတက်ရောက်ခဲ့ပေမဲ့လေရွေးကောက်ပွဲအကြောင်းတလုံးတစ်ပါးရမ်းများထဲတင်ဆွေးနွေးသည်ဟုထုတ်ပြန်လာခြင်းမရှိသည်ကိုထောက်က၎င်းရဲ့ရွေးကောက်ပွဲကိုအာဆီယံမှထောက်ခံမည်မဟုတ်ဟုဆိုသည်ကထင်ရှားပေါ်လွင်လာခဲ့ပါတယ်။မင်းအွန်လိုင်းအတွက်ထွက်ရက်လမ်းကိုနောက်ွယ်မှအကြံပေးနေတဲ့တာဆင်ကိုယ်တိုင်ကပင်ရွေးကောက်ပွဲဟာ၎င်းတို့အတွက်မြည်သောများအကျိုးရှိလာမှာမဟုတ်ပဲပြည်တွင်းမှာရှိတဲ့အာဏာငန်းဖန်းနေတဲ့နိုင်ငံရေးသမားများအတွက်ဖြစ်သွားလိမ့်မယ်လို့ယုံကြည်နေပုံရတယ်လို့ယူဆရနေပါတယ်။ မင်းအောင်လိုင်းရဲ့နိုင်ငံရေးအကျဉ်းသား22ဦးအပါအဝင်ရာဇဝတ်အကျဉ်းသား4900နီးပါးလဲနှစ်သက်ကုဟုဆိုကပြန်လွတ်ပေးခဲ့ပါတယ်။မြန်မာပြည်သူအများစုရဲ့ထောက်ခံမှုရနေတဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့အွန်လိုင်းမှာတွေ့ဆုံခဲ့ခြင်းကပင်၎င်းကဲ့သို့အာဏာရှင်မဟုတ်စူပေါင်းခေါင်းဆောင်မှုရှိနေသည်ကိုအတိမတ်ပြုလိုက်ခြင်းလည်းဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ NUG နဲ့ ASEAN အဖွဲ့အကြားဆက်ဆံရေးကိုအသေးစိတ်ဆွေးနွေးခဲ့ကြပြီးငလင်ဘေးတင်မြန်မာပြည်သူများထံအကူအညီများအမြန်ရောက်ရှိရေးတို့လည်းအမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ NUG ရဲ့သတင်းထုတ်ပြန်ချက်မှာပါရှိလာပါတယ်။ ဲ့ဒီတွေ့ဆုံမှုကိုမူလကလူချင်းတွေ့ဆုံရန်အတွက် လုံခြုံရေးအာမခံချက်ရှိပါကသဘောတူကြောင်း NUG ဘက်မှအကြောင်းပြန်ခဲ့ပေမဲ့လည်းအချိန်နဲ့တွားရေးလာရေးအခက်ခဲတချို့ကြောင့်ပထမဆုံးအချိန်တွေ့ဆုံမှုကို online မှာတဆင့်သာပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်းဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ဒေါ်စင်မောင်အောင်ကရှင်းပြသည်ဟုလည်းအေယာဝတီသတင်းကဆိုပါတယ် သို့သောစိုးရိမ်စရာဖြစ်လာရသည်ကအင်မတန်မှအညိုကြီးတဲ့မင်းအောင်လိုင်းကအန်နဝါရဲ့လောက်ရဟာ၎င်းကိုအဆက်ခွဲလိုက်တယ်လို့ဖြစ်ရသည်ဆိုတာကိုအာဆီယံရဲ့အကူအညီပေးလာမဲ့အစီအစဉ်များကိုအကြောင်းမျိုးမျိုးပြပြီးကပြက်ကရက်လှုပ်လာမဲ့အရေးပင်ဖြစ်ပါတယ်။ကျွန်တော်ရေးရွေမပြီးခင်မှာပင်မလေးရှားမှဆေလွတ်တဲ့စစ်တပ်ဖွဲ့ဝင်များနဲ့စစ်မြေပြင်တုံဆေးရုံကိုထားရမဲ့နေရာမရွရသေးဟုဆိုကရွှေဆိုင်ထားရန်အကြောင်းကြားလာတယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကထုတ်ပေါ်ပြောဆိုလိုက်တဲ့သတင်းထွက်ပေါ်လာပြီးဖြစ်ပါတယ်။ ကံကံရဲ့အကျိုးကိုယုံကြည်ကြတဲ့ဗုဒ္ဓဘာသာဝင်အများစုကတော့လူတွေရဲ့အိုးအိမ်စည်းစိမ်ကိုဘုံကျဲ့ဖြက်စီးခဲ့တဲ့အတွက်၎င်းတို့ရဲ့ယက်တီယာနေပြည်တော်ဟာလည်းပျက်စီးသွားအောင်တဘာဝကြီးကတန်ခတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ပြောဆိုနေကြမိတာဖြစ်ပါတယ်။ယခုလည်း6.6ပြင်းအားရှိငလင်ကြီးအပါအဝင်နောက်ဆက်တွဲငလင်အသေးစား109ကျိန်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ အာဆီယံဟာ၎င်းတို့ရဲ့အချက်၅ချက်ပြိုလဲလာမှုကြောင့်မြန်မာအရေးဟာပြည်တွင်းရေးတက်တက်မဟုတ်တော့ပဲဒေတာနဲ့တည်ငင်ရေးနဲ့လုံခြုံရေးအဖွဲ့ကြီးရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်လာပြီလို့လည်းယူဆလာကြတဲ့အတွက်၎င်းတို့ရဲ့ပြည်တွင်းရေးမဆွတ်ဖက်ရမှုကိုဆွန့်လွတ်လိုက်ပုံရပါတယ်။အဲ့ဒီအတွက်အန်နဝါရဲ့လှုပ်ရှားမှုဟာလွန်စွာအကျိုးတက်ရောက်မှုရှိလာလိမ့်မယ်လို့လည်းလေ့လာသူများကယုံကြည်နေကြပါတယ်။ပြည်သူတို့ရဲ့ခုခံတွန့်လှန်ဆက်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ နောက်ထပ်ပြည်ရင်းပြပါတဲ့တော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ